ကဘာကျော်ခဲ့တဲ့မြန်မာပထမဆုံးလေတရေသို့မဟုတ်မိဘုံပြန်ဦးကျော်ရင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Magazine ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးသွားချင်တာကတော့တချိန်ကမိဘုံပြန်ဦးကျော်ရင်လို့နာမည်ကျော်ခဲ့တဲ့လေတရေကြီးတဦးအကြောင်းပဲဖြစ်ပါတယ်မိဘုံပြန်ဦးကျော်ရင်ကတော့မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောလေတရေတဦးပဲဖြစ်ပါတယ်တချိန်ကမြန်မာတပြည်လုံးမှာဆိုရင်တော့ ဟိုလေးတကြောကြောထင်ရှားခဲ့ပြီးတဦးတည်းပေါ်ထွန်းခဲ့တဲ့လေတရေတဦးပဲဖြစ်ပါတယ်မြမစာတစ်ခုလောက်သာတက်တဲ့ပုံဆွဲစရာဘဝကနေမီးပုံးပြန်ကိုကြံစီပြုတ်လုပြီးတော့1929ခုနှစ်မှ1939ခုနှစ်အထိအသက်56နှစ်မှ66နှစ်အထိ10နှစ်ကြာကာလအတွင်းမီးပုံးပြန်၅လုံးနဲ့အတူအကြိမ်ပေါင်း55ကြိမ်မြမပြည်အနှံပြားလှည့်လည်စီးပြခဲ့သူလည်းဖြစ်ပါတယ် ဦးကျော်ရင်ကို1893ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာတဝဲခရိုင်လောင်းလုံမြို့နယ်ပန်တလေးရွာမှာဖွားမြင်ခဲ့တာဖြစ်ပါတယ်။မိဘတွေကတော့လယ်သမားကြီးဦးရွှေဘွားနဲ့ဒေါ်မင်းရယ်လို့ပဲဖြစ်ကြပါတယ်။မွေးချင်းခုနှစ်ဦးရှိတဲ့ထဲမှာ9ယောက်မြောက်သားရတနာပဲဖြစ်ပါတယ်။ငယ်စဉ်ကအောက်ရေဖြူကြီးရွာဖုံတော်ကြီးကျောင်းမှာပညာစီပူခဲ့ပြီးအစိုးရစစ်၄တန်းဝင်ရောက်ဖြစ်ဆိုခဲ့ပါတယ်။ ဉာဏ်ပညာထက်မြတ်တဲ့မောင်ကျော်ရင်ကိုနယ်လေပညာဝင်ဦးထွန်းအောင်ကတွေ့ရှိသွားခဲ့ပြီးတော့ပညာဆက်လက်သင်ယူနိုင်ဖို့အတွက်ဆရာတော်နဲ့မောင်ကျော်ရင်ရဲ့မိဘတွေထံကို ခွင့်ပန်ကခေါ်ဆောင်သွားခဲ့ပါတယ်။မောင်ကျော်ရင်ကတတ္တမရန်ကိုပြင်မနာမျိုးမအောင်မြင်ခဲ့ပြီး အလေရန်ဆရာအဖြစ် အမှုတန်းခဲ့ပါတယ်။ဆရာအဖြစ်တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်းမှာလည်းအင်္ဂလိပ်စာကိုကြိုးစားလေ့လာကဝါသနာပါရာပုံဆွဲဆရာရာထူးအတွက်စာမေးပွဲလေးဝင်ရောက်ဖြေဆိုကအောင်မြင်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ဦးကျော်ရင်ဟာတဝဲအာထာကတက်မှာပုံဆွဲစရာတူဖြစ်လာခဲ့ပါတယ်။အသက်30နှစ်အရွယ်အရောက်မှာတော့ဦးကျော်ရင်တယောက်ဒေါ်မမနဲ့အိမ်အောင်ကြက တဝယ်မြို့မှာအခြေစိုက်နေထိုင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်တွေတုန်းကသတင်းစာရီထဲမှာနိုင်ငံသားလျင်ပြတ်ကျမှုသတင်းတွေဟာမကြာခဏပါရှိလေရှိပြီးတော့ဦးကျော်ရင်ကဆက်ပြက်ကလျင်ထိုးကြတဲ့အထိအကြကောင်းပြီးတော့အသေးအပြောက်နည်းမယ်နီလန်းတွေကိုသူလက်လန်းမိတဲ့လောက်ကိုစံစားခဲ့တာဖြစ်တယ်။အဲ့ဒီနောက်လျင်ပုံစံငယ်တွေကိုထုတ်လုပ်စမ်းသပ်ကြည့်ပါတယ်။ဒီလိုတီထွင်စံစားနေတဲ့သတင်းဟာတရိယာသတင်းစာမှာပါလာခဲ့ပြီးတဲ့နောက်မြန်မာပြည်ဘရင်ခံရုံမတဆင့် အင်္ဂလန်လေကြောင်းကုမ္ပဏီတစ်ခုကလေယာဉ်ပုံစံရေးဆွဲပေးဖို့ဆက်သွယ်လာခဲ့ပါတယ်။လေယာဉ်ကုမ္ပဏီနဲ့ဥကြုံရင်တို့အကြားစာအဆက်အသွယ်ပြုလုပ်နေကြတဲ့အချိန်မှာပဲပထမကမ္ဘာစစ်ကြီးကဖြစ်ပွားခဲ့ရပါတယ်။စစ်ပြီးဆုံးသွားတဲ့အခါမှာတော့ဥကြုံရင်နဲ့လေကြောင်းကုမ္ပဏီတို့အဆက်အသွယ်ပြတ်သွားခဲ့ရပါတယ်။လေကြောင်းကုမ္ပဏီဖျက်သိမ်းလိုက်ရတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဲ့ဒီအချိန်မှာပဲတိုက်ဆိုင်စွာ ပုဂ္ဂိုလ်တဦးကမြမအလင်းသတင်းစာမှာစောင်းပါတပုဂ္ဂိုလ်ရေးသားခဲ့ပါတယ်။အဲဒီစောင်းပါမှာပါဝင်တဲ့အကြောင်းအရာကတော့ဒဝေမမောင်ကျော်ရင်ဆိုသူတဦးသည်လေရင်ပြန်လှုပ်တတ်သည်ဟုကြားခဲ့ဘူးတော့လေအခုအခါတေသလားရှင်သလားမသိတိမ်မြုပ်သွားလိမ့်ပြီဆိုရက်စာသားစကလုံးနေနဲ့ချုံးနေစွာရေးသားဖော်ပြခဲ့ပါတယ်။ဦးကျော်ရင်ကလည်းငြိမ်ခံနေမဲ့ခေသူမဟုတ်ဘူး။သရီးရသတင်းစာအနေနဲ့စောင်းပါရေးပြီးတော့ပြန်လည်ချိပါခဲ့ပါတယ်။ဦးကျော်ရင်ရဲ့စောင်းပါမှာ မိမိသည်လေရင်ပြန်လှုပ်တက်သည်လို့မချွားဝါခဲ့ကြောင်းကောင်းကင်မှာလေရင်ပြန်များဆက်ပြတ်သွားသောအခါတွင် ထိုးကြပျက်စီးခြင်းမရှိရအောင် ပြုလုပ်နိုင်သောနည်းကိုစာရေးသားခဲ့ကြောင်းမြန်မာမြန်မာချင်းအထင်သေးသည်မှာဝမ်းနည်းပွေရာကောင်းကြောင်းအခုမိမိမသေးသေးလို့မိမိအစွမ်းကိုစောင့်ကြည့်စေလိုကြောင်းပြန်လည်ခြေပစိန်ခေါ်ခဲ့ပါသည် ဦးကျော်ရင်ဟာမိမိရဲ့အစွမ်းကိုပြသနိုင်ရေးအတွက်အဘက်ဘက်ကနေစဉ်စားကြံစားခဲ့ပါတယ်။အသက်55နှစ်အရွယ်မှာပင်စင်ယူလိုက်ပြီးတဲ့နောက်သူ့ရဲ့စိတ်ထဲမှာဆွဲလန်းနေတဲ့မိဘုံပြန်စည်းပြရင်စွန့်စားဖို့အကြံစီကိုစတင်အကောင့်ထဲပေါ်ပါတော့တယ်။ဦးကျော်ရင်ကဦးစွာမိဘုံပြန်ပုံစံကိုထုတ်လုပ်ခဲ့ပါတယ်။အဲဒီနောက်တပည့်လက်သားတွေနဲ့အတူဇာတိဖန်တလေရွာကိုသွားရောက်ကအတောင်80ခန်းရှိတဲ့ ိတ်အုပ်24အုပ်ကိုအသုံးပြုပြီးမီးဘုံပြန်ကြီးကိုစတင်ချုပ်လုပ်ခဲ့ပါတယ်။မီးဘုံပြန်ကြီးပြီးစီးသွားတဲ့အခါမှာတော့မီးကိုမိုင်းသွင်းကြီးရာအမြင့်အတောင်30လုံးပတ်အတောင်100ရှိပြီးထန်းပင်ထိပ်ဖျားခဲ့အမြင့်ကရုံးကန်မှုကောင်းချောင်းတွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့လည်းတရင်ကပေါက်ကြားသွားခဲ့တာကြောင့်ဒဝဲအရေးပိုင်ကဦးကျော်ရင်ကိုမီးဘုံပြန်မစီးဖို့ရာအတွက်တားမြစ်ခဲ့ပါတယ်။ ။ဦးကျော်ရင်ကထက်မှန်ခွင့်ကြောင်းပြီမဲ့လဲခွင့်မပြုတာကြောင့်တနင်္သာရီတိုင်းမင်းကြီးထံကိုတွားရောက်ခွင့်ကြောင်းပြန်ရာမရရှိခဲ့ပြန်မအောင်နောက်ဆုံးမှာတော့အစွဲမလျှော့သေးပဲမြန်မာပြည်ဘရင်ကန်တို့အချိုးချောင်းပြကခွင့်တောင်းခဲ့ပါတယ်။ဘရင်ကန်ကခွင့်ပြုခဲ့တာကြောင့်1929ခုနှစ်မတ်လမှာတဝယ်မြို့ကျက်စာပြင်ရဲ့လေကွင်းအတွင်းမှာမိဘုံပြန်စည်းဖို့ရာအတွက်စတင်ပြင်ဆင်မာတော့တယ်။အရေးပိုင်းကိုယ်တိုင်ဦးကျော်ရင်ကိုမိဘုံပြန်စည်းမဲ့နေရာစီကိုမော်တော်ကားနဲ့ခေါ်ဆောင်လာ ာပေးခဲ့ပါတယ်။မိဘုံပြန်မှိုင်းဝတာနဲ့ဆိုင်းကျိုးကိုဖြုတ်ပေးလိုက်ရာမိဘုံပြန်အဝတန်ချောင်းကွေနဲ့ချီနောင်ထားတဲ့ဂျိုးရန်နဲ့ဆက်သွယ်ထားတဲ့တန်ဘာရန်ကိုဂိုင်းကဦးကျော်ရင်တယောက်မိဘုံပြန်တဲ့အတူမိုးကောင်းကင်ထက်ကိုတစတစအမြင့်တက်သွားပါတော့တယ်။ပရိသတ်တရားလက်ခုပ်အော်ပါရီတီဗီအဟင်းအားပေးခဲ့ကြပါတယ်။မိဘုံပြန်ကြီးမှာနှစ်မိုင်ခန့်အထိမြင့်တက်သွားခဲ့ပြီးတော့ချက်စာပြင်ရက်မှတမိုင်ခန့်အကွာဝေးတဲ့နေရာကိုပြန်ကျလာခဲ့ပါတယ်။ မိဘုံပြန်စီးပြခဲ့တဲ့ဦးကျော်ရင်ရဲ့တရင်ဟာမြမတပီလုံးပြန့်နှံ့သွားခဲ့ပြီးတဲ့နောက်1930ပြည့်နှစ်မှာရန်ကုန်မြို့ National Sporting Club ရဲ့ကြီးကြပ်မှုနဲ့ကန်တော်ကြီးအလေကျွန်းမှာမိဘုံပြန်စီးပြခဲ့ပါတယ်မိဘုံပြန်ကြီးတက်ခါစားမှာဆိုရင်ကျိုးမှာလှုပ်ရမ်းနေရဦးကျော်ရင်မှာ တစ်ပင်တစ်ကိုင်းနေနေပါရိုက်မိခဲ့ပါတယ်တစ်ပင်တစ်ပင်ရဲ့အကိုင်းမှာဆွဲခိုကျင်ရနေခဲ့မယ်ဆိုတာကြောင့်အသက်ဘေးမှလွတ်မြောက်ခဲ့ရပေမဲ့လည်းတစ်ကိုင်းကကျိုးချလာခဲ့တာကြောင့်အောက်ခြေကဝန်ကြောက်တုံးနဲ့ထိခိုက်မိပြီးဒဏ်ရာအနှဲငယ်ရရှိသွားခဲ့ပါတယ်ဒီအဖြစ်ပျက်ကိုသတင်းစာမှာရေးသားဖော်ပြရမှာဦးကျော်ရင်ကအနာပြောက်ပါက ထပ်ပြီးစီးပြပါမယ်လို့ကတိပြုကြောင်းဖော်ပြခဲ့ပါတယ်အဲဒီနောက်ရန်ကုန်မြို့မှာပဲ၃ချိန်တိုင်တိုင်အောင်မြင်စွာစီးပြခဲ့ပါတယ် ရရှိသမျှငွေအလုံးကိုလည်းကုန်ကြစည်းများသာနှုတ်ယူပြီးမြို့မကြောင်ဆောက်လုပ်ရေးရန်ပုံငွေတဲကိုလှူဒန်းခဲ့ပါတယ်။1934ခုနှစ်မှာတော့မြိတ်မြို့မှာမိဘုံပြန်စီးနှင်းပြသခဲ့စဉ်ကလည်းပင်လယ်ရင်းကိုကြားရောက်ခဲ့ရပူပါတယ်။မိဘုံပြန်ရဲ့သဘောတရားအရမိမိလိုအပ်သလိုထိန်းချုပ်လို့မရနိုင်တာကြောင့်မဟုတ်ပဲမြင့်လို့သမျှမြင့်တက်ပြီးကြားကျင်တဲ့နေရာမှာကြားလိရှိတာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းအလွန်အန်တရယ်များလွန်လာတဲ့လုပ်ငန်းလို့လည်းဆိုနိုင်ပါတယ်။ ဘလို့ပဲအန်ဒီရဲများတယ်ပဲဆိုပါစေဦးကျော်ရင်ကတော့အသက်66နှစ်အရွယ်ကွယ်လွန်တဲ့အချိန်အထိမြမပြည်အရရက်မှာမိဘုံပြန်55ကြိမ်စီနင်းပြသခဲ့ပါတယ်ရရှိသမျှငွေကြီးအားလုံးကိုလည်းလူမှုရေးရှင်ဘုံငွေအဖြစ်သာလှူဒန်းခဲ့ပါတယ်ဦးကျော်ရင်မိဘုံပြန်စီပြကြိမ်အခါကဦးကျော်ရင်ကိုလေးစားအားကြားသူတွေလည်းအရှိုးရှိုးပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒီထဲမှာထင်ရှားခဲ့သူတဦးကစတက်မင်းသားချစ်ဆွေကြီးဖြစ်ပါတယ် A1 ဖလင်မဒရိုက်တာဦးတင်မောင်ရိုက်ကူးတဲ့မြကနိုင်ရုပ်ရှင်ဇာတ်ကားထဲမှာမိဘုံပြန်စည်းကထွက်ပြေးကန်တခန်းပါရှိခဲ့ပါတယ်။ပလိတ်တိန်အခုခေတ်ရဲတပ်ဖွဲ့ဝင်တွေလိုက်လာတာကြောင့်လူစိုးဖြစ်သူစတမင်းသားကရှေ့ရထွက်ပြေးရမှာစမ်းချောင်းပဒုံမာကွင်းအရောက်မှာမိဘုံပြန်စည်းဖို့ဟန်ပြင်းနေတဲ့ဦးကျော်ရင်ကိုတွန်းဖယ်ကလူစိုးကမိဘုံပြန်စည်းပြီးထွက်ပြေးသွားပုံစက်ဝင်ခဲ့မဲ့ဖြစ်ပါတယ်။လူစိုးရဲ့နေရာမှာစတမင်းသားချစ်ဆွေကြီးကမိဘုံပြန်စည်းကပအဝင်တရုတ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ မိဘုံပြန်စည်းပြမှုတွေဟိုးလေးတကြော်ဖြစ်လာချိန်မှာအမျိုးသမီးလူစံကောင်းတူဦးလဲပေါ်ပေါက်လာပြန်ပါတယ်။အဲဒီအမျိုးသမီးကတော့တာဝန်ဂျိုင်းရီဦးစင်ရဲ့ရတနာလန်းနေဇပုတ်အမျိုးသမီးတရုတ်ဆောင်ထောင်မြကြီးရဲ့သမီးမတ်တင်နုဆိုသူပဲဖြစ်ပါတယ်။မတ်တင်နုမှာအသက်20နှစ်အရွယ်သာရှိသေးပေမဲ့လည်းရဲစွမ်းတတိနဲ့ပြည်စုံသူတူဦးလဲဖြစ်ပါတယ်။မြမအမျိုးသမီးမတ်တင်နူကမိဘုံပြန်စီးနှင်းပြသရာမှာဖြစ်ကြောင်းတည်င်းနေပြောင်းလဲလာတဲ့အခါ ဗြိတိရှအစိုးရကိုရိုင်းကကိုစိုးရိမ်မကင်းဖြစ်လာခဲ့ရပါတယ်။အမျိုးသားတွေအတွက်ကိုအသက်အန္တရာယ်ကြီးမားလာတဲ့မိဘုံပြန်စီးနင်းခြင်းအမှုကိုမြန်မာအမျိုးသမီးမတင်နှုအတွက်ဗြိတိရှတို့ကခွင့်မပြုခဲ့ကြပါဘူး။ဒါပေမဲ့လည်းမတင်နှုကမိဘုံပြန်မတင်နှုလို့အမည်တွင်ခဲ့ပါတယ်။မိဘုံပြန်ဦးကျော်ရင်ကိုအားကြသူတွေထဲမှဆိုရင်ဦးကျော်ရင်ရဲ့သားဦးကျော်လင်းလည်းအပါအဝင်ပဲဖြစ်ပါတယ်။ဦးကျော်လင်းကအသက်59နှစ်သားအရွယ်1929ခုနှစ် နိုဝင်ဘာလ6ရက်နေ့မှာဖခင်နဲ့အတူတဝယ်မြို့မှာမိဘုံပြန်ကိုစီးနင်းလိုက်ပါခဲ့ပူပါတယ် 1939ခုနှစ်ဧပြီလ3ရက်မှာတော့ဇာတိချက်မြုပ်ဖြစ်တဲ့တဝယ်မြို့မှာဦးကျော်ရင်တယောက်ကွယ်လွန်သွားခဲ့ရပါတယ်။ကွယ်လွန်ချိန်မှာဆိုရင်တော့ဦးကျော်ရင်ဟာအသက်66နှစ်အရွယ်ရှိပြီပဲဖြစ်ပါတယ်။ဦးကျော်ရင် ကွယ်လွန်သွားပြီးရနောက်နှစ်အတန်ကြာမိဘုံပြန်စီးနင်းမဲ့သူတဦးတယောက်မှမပေါ်ပေါက်လာခဲ့ပါဘူး။ဒီလိုနဲ့1959ခုနှစ်မှာစတင်ပြီးနတ်တလင်းမြို့ဒဇောင်တိုင်မိထုံးပွဲတော်ကျင်းပရေးကော်မတီမှာ မိဘုံပြန်ကိုလူကိုယ်တိုင်စီးနှင်းပြသနိုင်မယ်ဆိုရင်စုငွေတစ်ထောင်ပေးမှာဖြစ်ကြောင်းသတင်းစာရီကနေကြေညာခဲ့ပါတယ်ဒီလိုစုချင်းငွေပေးကမိဘုံပြန်စီးနှင်းမဲ့သူကိုရှာဖွေခဲ့ပေမဲ့လည်းမိသူတို့အူတယောက်များပေါ်ထွက်လာခဲ့ခြင်းမရှိပါဘူးနောက်ဆုံးမှာတစောင်းတိုင်းမိထုံးပွဲကျင်းပရေးကော်မတီဟာရန်ကုန်မြို့မှာနေထိုင်ကြတဲ့မိဘုံပြန်ဦးကျော်ရင်ရဲ့သားတွေဖြစ်ကြတဲ့ဦးကျော်လင်းနဲ့ဦးကျော်ဆန်း ကတုံကျော်စံတို့ကိုတွားရောက်တွေ့ဆုံမြစ်တာရက်ခံခဲ့ရပါတယ်။ညီကိုနှစ်ဦးကမိထွန်းပွဲကျင်းပရေးကော်မတီရဲ့မြစ်တာရက်ခံချက်ကိုလက်ခံခဲ့ပြီးတဲ့နောက်1960ခုနှစ်နိုဝင်ဘာ2ရက်ဒဇောင်မုံလာပြည်နေ့မှာနတ်တလေးမျိုးအထက်တန်းကျောင်းဝင်းအတွင်းမှာဥကျော်လင်းကိုရိုင်းမိဘုံပြန်စီနင်းပြသခဲ့ပါတယ်။ဥကျော်လင်းကပြည်တော်စုအလံတော်ကိုဝေယံပြရင်း မိဘုံပြန်ကိုအောင်မြင်စွာစီရင်ပြသခဲ့တာကြောင့်နက်တလင်းမျိုးနေလူထုကတခဲနဲ့အားပေးခဲ့ကြပါတယ်။ဒီသတင်းကို1960ခုနှစ်ဧပြီလ10ရက်နေ့ထုတ်ပြန်မြမအလင်းသတင်းစာမှာလည်းအကြေတဝင့်ရေးသားဖော်ပြခဲ့ကြပါတယ်။ဦးကျော်လင်းကဖခင်ကိုဂျေဆုဆက်တဲ့အနေနဲ့သာမိဘုံပြန်စီးပြားခြင်းဖြစ်ကြောင်းအခုခေတ်လူငယ်တွေမိဘုံပြန်စီးခြင်းကိုမြင်ဘူးကြားဘူးသူကအလွန်နှေးပါသွားပြီဖြစ်ကြောင်း နောက်အခါတွေမှာလည်းအခုလိုထပ်မံစီရင်ပြသဖို့မရည်ရွယ်ပါကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်။ဦးကျော်လင်းစာရေးဆရာတဝဲကျော်မင်းကတ်တွန်းဆရာကတ်တွန်းကျော်ဆန်းကဆနဲ့ကတ်တွန်းဆရာမဒေါ်သိန်းရှင်တို့ဟာမိဘုံပြန်ဦးကျော်ရင်ရဲ့သားသမီးတွေပဲဖြစ်ကြပါရဲ့ရှင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါရဲ့ရှင်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။ Top Magazine ကို Like and Share လေးနဲ့အားပေးသွားကြပါအောင်ရှင်။